ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ဒီနေ့ရန်ကုန်မြို့ကျအစီအစဉ်မှာတော့ပရိသတ်တွေတဲ့ KMT Computer Center ရဲ့ဤပညာဆိုင်ရာသင်တန်းစင်ပွဲအခမ်းအနားတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ KMT အနေနဲ့ဟာဆိုရင်1986ခုနှစ်ကစတင်ပြီးတော့ KMT Education Services အနေနဲ့စတင်ခဲ့ပြီးတော့အခုဆိုလို့ရှိရင်မြန်မာနိုင်ငံမှာခိုင်မာတဲ့ဤပညာဆိုင်ရာအဖွဲ့အစည်းအနေနဲ့ရပ်တည်နိုင်နေပြီဖြစ်ပါတယ်။ဒီနေ့ခန်းနာဆိုရင်တော့ KMT Computer Center ဖွင့်နှစ်ထားတဲ့ Application Courses တွေကို2015ဇူလိုင်လအတွက်တက်ရောက်အောင်မြင်ခဲ့ကြတဲ့အကြောင်းသားအကြောင်းသူတွေကိုသင်တန်းစင်လက်မှတ်ပေးရမှာဖြစ်ပါတယ်။ဒါပြင်အကြောင်းသားအကြောင်းသူတွေ ရဲ့ဘဝခွင့်လန်းဆိုင်ရာတိုးတက်မှုတွေရရှိစေဖို့အတွက်ကိုလည်း IT နည်းပညာရဲ့ဆိုင်ရာဟောပြောမှုကိုလည်းဆက်လက်ပြီးတော့ကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့နည်းပညာစိတ်ပါဝင်စားတဲ့ပရိသတ်တွေကိုလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်။ကမ်ဒီကွန်ပျူတာစင်တာမှာဖွင့်လှစ်လျက်ရှိတဲ့ application courses နဲ့ professional courses တွေကို2015ခုနှစ်ဇူလိုင်လအတွက်တက်ရောက်အောင်မြင်ခဲ့ကြတဲ့သင်တန်းသားသင်တန်းသူများကိုသင်တန်းစင်အောင်လက်မှတ်ပေးအပ်ပွဲခမ်းနားနဲ့ အလောက်ကိုင်းခွင်လန်းများအတွက်လိုအပ်တဲ့ IT နီးပညာဆိုင်ရာဟောပြောပွဲကိုတော့2015ခုနှစ်ဇူလိုင်လ25ရက်နေ့မှာမြန်မာကုန်း KMT Computer Center မှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါခန်းနာမှာဆိုရင်သင်တန်းတက်ရောက်အောင်မြင်ခဲ့ကြတဲ့ကျောင်းသားကျောင်းသူဦးရေအလျောက်300ကျော်ကိုသင်တန်းစင်အောင်လက်မှတ်ပေးရမှာဖြစ်ပြီး KMT Computer Center မှာတာဝန်ရှိပုဂ္ဂိုလ်များကဆက်လက်ဖွင့်လှစ်သွားမယ်သင်တန်းနဲ့ပတ်သက်ပြီး၎င်း 2014-2015တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့အောင်မြင်ပြီးသူများတဲ့ပညာတော်သင်စုပေးရမယ့်အစီအစဉ်နဲ့ပတ်သက်ပြီးတော့လကောင်းသင်တန်းများတက်ရောက်ပြီးဆုံးပါကရရှိနိုင်တဲ့အလောက်ကိုင်ခွင့်လန်းများနဲ့ပတ်သက်ပြီးလကောင်းရှင်းလင်းဆွေးနွေးသွားမှာဖြစ်ပါတယ်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆို့အောင်မြင်ပြီးသူတွေအတွက်နိုင်ငံတကာအသိမှတ်ပြုဒီပလိုမာနဲ့ပွဲတွေကိုနိုင်ငံခြားကိုသွားရောက်သင်ယူဖို့မလိုအပ်ဘဲမြန်မာနိုင်ငံမှာသာတက်ရောက်ပြီးရယူနိုင်တဲ့သင်တန်းနဲ့ပတ်သက်ပြီးဆင်မတော်ညွန့်ညွန့်ကအခုလိုရှင်းပြပေးခဲ့ပါတယ်။ ဆရာမမင်္ဂလာပါရှင်မင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်ဒီ2015ဇူလိုင်အတွက်ပေါ့နော်ဒီ application courses အခြေခံသင်တန်းတွေကိုတက်ရောက်တဲ့ကျောင်းသားကျောင်းသူတွေအတွက်သင်တန်းဆင်ပွဲမှာဒါ IT နီးပညာဟောပြောပွဲလည်းထည့်သွင်းထားရလို့သိရပါတယ်ဒါကြောင့်ဒီနေ့သင်တန်းဆင်ပွဲအတွက်ဘယ်လိုစီစဉ်ထားရလဲဘယ်လိုရည်ရွယ်ချက်တွေရှိရလဲဆိုတာကိုသိပါရစေရှင်ဟုတ်ကဲ့ရှင် အော်ဒီနေ့ကျင်းပတဲ့အခမ်းအနားလေးကတော့ဒီ KMD မှာပေါ့နော်ကွန်ပျူတာအခြေခံပြီးသွားတဲ့ကျောင်းကျောင်းသားတွေအတွက်တနင်္ဆင်မွေးလေးလုပ်ပေးတာပေါ့အဲ့တော့တနင်္ဆင်မွေးလေးလုပ်ပေးရတဲ့ရည်ရွယ်ချက်ကတော့မတို့ဒီမှာသူတို့ကအခုကွန်ပျူတာမှာအခြေခံတက်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်နောက်ထပ်ထပ်ပြီးတော့ဘာတင်နန်းတွေထပ်ပြီးတက်လို့ရလဲသူတို့ဆက်ပြီးတော့ ID နဲ့ပတ်သက်ပြီးတော့ဆက်လက်ထပ်သွားဖို့တက်ပေါ့နော်အဲ့အတွက်ကြောင့်သူဒီမှာနောက်ထပ်ဘာတင်နှန်းတွေရှိတယ်တင်နှန်းမျိုးစားတွေရှိတယ်နောက်ထပ်ဘလူးဟာတွေစိတ်ဝင်စားလဲအဲ့ဒါကိုအဓိကဦးစားပေးပြီးတော့ဒါလေးရှင်းပြပေးသွားတာဖြစ်ပါတယ်တင်နှန်းစမွေးလေးက အခုဆိုလို့ရှိရင်ဤပညာနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းတွေပို့ပြီးပွင့်လန်းလာတဲ့အတွက်ပေါ့နော်ဒီကျောင်းသားလူငယ်လေးတွေနဲ့ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့လမ်းကြောင်းကိုတက်ဆင်ကြရတယ်ပေါ့အဲ့လိုတက်ဆင်တဲ့အခါမှာတစ်ခါမှကွန်ပျူတာနဲ့ထိထွေးမှုမရှိဘူးတဲ့သူတွေအနေနဲ့ပေါ့ဒီ professional ရွေးချယ်မယ်ဆိုလို့ရှိရင်ဒီမှာရောဘယ်လိုမျိုးသင်တန်းတွေပေးနေလဲရှင့် ဟုတ်ကဲ့ဟိုပရိုဖက်ဟိုအခုမှစတက်မဲ့သူတက်ဆိုတော့ professional ကိုတက်ဖို့တက်ဆိုတော့အခြေခံလေးတော့အရင်တက်ရမှာပေါ့နော်အခြေခံတက်ပြီးသွားပြီဆိုတော့မှဒီចောင်းသားအနေနဲ့ဒါဆိုသူဘယ် line ကိုစိတ်ဝင်စားလဲ software ဘိုင်းစိတ်ဝင်စားလား hardware ဘိုင်းစိတ်ဝင်စားလားဒါမျိုး line တွေရှိတယ်လीအဲ့တော့အဲ့ဒါပေါ်မူတည်ပြီးတော့မှ professional course တွေကိုရွေးချယ်ပြီးတက်လို့ရပါတယ်ရှင့် ဲဒါဆိုရင်ကျောင်းသားကျောင်းသူတွေအနေနဲ့ပေါ့နော်ဒီဒီပလိုမာတန်းကိုတက်ရောက်မယ်ဆိုလို့ရှိရင်ဆရာမတို့ဘက်ကအစာရိလက်တွေ့ပေါ့ဟိုနိုင်ငံတကာအဆင့်မြောက်ဘလိုပတ်မှုမှုတွေပြုလုပ်ပေးသေးလဲရှင်ဟုတ်ကဲ့ရှင်ဒီ HND အနေနဲ့ပေါ့နော်ပြောမယ်ဆိုရင်တော့ तू ကဟိုဒီပလိုမာကတော့ practical base ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်တော့ပုံမှန်ဆိုတော့ဒီမှာမတို့သင်ပေးတဲ့ပုံစံလမ်းမှိုင်တူရင်မတ်တပ်နဲ့သင်ပါတယ်တစ်ရှိဘက်ကနေပြီးတော့ဆရာဆရာမတွေကနေပြီးတော့နီးပေးလမ်းမြဘလိုဘလိုသင်ရမယ်ဆိုတော့အရင်ဆုံး prepare လုပ်ပေးပါတယ်ပြီးတော့ပြီးဆိုတော့မှသူတို့က assignment base သွားတဲ့ကျွန်တော် assignment နေ test by test လုပ်ရတယ်အော်ဒီခါလေးကျရင် presentation နေလုပ်ရတယ်ဒီခါလေးကျရင် group အဖွဲ့လိုက်ပေါ့ ေါ့တင်းမွက်ပုံစံလေးတွေလောက်ရတာလည်းပဲရှင်းအခုလိုမျိုး KMD Computer Center ရဲ့ဒါပညာရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတော့အချိန်ပေးပြီးဖြစ်ပေးတဲ့အတွက်ဆရာမကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရှင်မလည်းဒီ MRD4 အဖွဲ့သားများကိုအခုလိုမျိုးလာအောင်မေးမြန်းများကျေးဇူးအများကြီးတင်ပါတယ်ကနားဖွင့်လေးပြီးချိန်မှာတော့ KMT Computer Center ရဲ့ Training Manager Talking to အောင်မှကျောင်းသားကျောင်းသူများရဲ့ဘဝခရီးလမ်းတွေအကျိုးရှိတဲ့ဟောပြောမှုကိုစတင်ခဲ့ပါတယ်။ scholarship နဲ့ပတ်သက်ပြီးပထမနှစ်မှာထူးချွန်စွာအောင်မြင်ခဲ့တဲ့အကြောင်းအရာကြောင့်တွေတဲ့ NCC Education ကချီးမြှင့်တဲ့ Global High Achiever Award နဲ့ Asia Regional High Achiever Award ကိုရရှိနိုင်မယ့်အခွင့်အလမ်းတွေလည်းပါဝင်ပါတယ်။ Global High Achiever ဆိုတာကတော့တစ်ကမ္ဘာလုံးမှာအမှတ်အများဆုံးဆုဖြစ်ပြီး Regional Achiever ဆိုတာကတော့အာရှတစ်ခွင်မှာအမှတ်အများဆုံးဆုဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် Global High Achiever နဲ့ Asia Regional High Achiever ရရှိသူတွေအတွက် KMT ကနေသင်တန်းချင်းများကိုအပြည့်အဝကင်းလွတ်ခွင့်များချင်းမြပေးလျက်ရှိတယ်လို့သိရပါတယ်။ဆက်လက်ပြီး Huawei, Microsoft အစရှိတဲ့နည်းပညာကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး Professional Certificate တွေကိုလည်း KMT မှာတက်ရောက်ဖြည့်ဆို့နိုင်ပြီဖြစ်တဲ့အကြောင်းကိုလည်း KMT မှာ Director ဖြစ်သူဦးစော်လိုင်းဘွားကရှင်းပြပေးခဲ့ပါတယ်။ ဆရာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာကဲပါဆရာတို့ရဲ့ KMD Computer Center နေပြီးတော့အခုဆိုလို့ရှိရင် PSN Online Test Center ကိုဒါကျောင်းသားကျောင်းသူတွေအဆင်ပြေအောင်စီစဉ်ထားလို့သိရပါတယ်ဆရာဘလို့ရွေးချက်တွေနဲ့စီစဉ်ပြခဲ့ရဲဆိုတာသိပါရစေရှင်ဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်တို့ PSN ကျွန်တော်တို့ဟို exam test center ကိုဖွင့်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ရှိမှရှိတဲ့ကျောင်းသူကျောင်းသားတွေက international အသိမှတ် certificate တွေကိုရရှိဖို့အတွက်ပေါ့နော်အလွယ်တကူရရှိဖို့အတွက်အချိန်မီးပြည့်စုံနိုင်မှုအတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဖွင့်နေခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုလို့ရှိရင်ဒီမြန်မာနိုင်ငံအကြောင်းသားအကြောင်းသူတွေအတွက်ပေါ့နော်ဒီ PSN online test center ဘယ်လိုမျိုးဖြစ်တယ်ဆိုတော့ဆရာအသေးစိတ်ရှင်းပေးပါအောင်ရှင်အော်ဟုတ်ကဲ့ပါခင်ဗျာဟုတ် PSN exam test center ဆိုတာကတော့ကျွန်တော်ကပေါ့နော် international certificate တွေရရှိဖို့အတွက် online ကနေတဆင့်စာမွေးဖြေဆိုရတာဖြစ်ပါတယ် PSN exam center ဟိုပေါ့နော် PSN နေတက်မှတ်ထားတဲ့ exam center တွေမှာ computer နဲ့ဖြေဆိုရမှာဖြစ်ပါတယ်ဖြေဆိုပြီးပြီးချင်းသူကပြောမှဆိုရင် result ကိုချက်ချင်းသိနိုင်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါ ဒါဆိုရင် BSN online test center မှာဖြည့်ဆိုနိုင်တဲ့ဘာသာရပ်တည်းရဲ့နောက်ပြီးတော့ KMD နဲ့ဘလို့ဆက်သွယ်ပြီးတော့ပေါ့နော်ဘလို့အဆင်ဆင်ဖြည့်ရတယ်ဆိုတဲ့အကြောင်းလေးလည်းသိချင်ပါတယ်ဆရာကျွန်တော်တို့ဒီဟိုပါဘာသာရပ်တည်းအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒါနိုင်ငံကျော်နီးပညာကုမ္ပဏီကြီးဖြစ်တဲ့ Microsoft နောက်တစ်ခါကျွန်တော်တို့ Cisco Oracle နောက် VMware နောက်တစ်ခါ Linux စတဲ့ဘာသာရပ်ပေါင်းများစွာကိုကျွန်တော်တို့ဒီ PR ဆိုင်ရဲ့ exam center တွေမှာကျွန်တော်ဖြည့်ဆိုလို့ရရှိနိုင်မှာဖြစ်ပါတယ် KMD အနေနဲ့ကတော့ကျွန်တော်တို့ဒီပိတ်ရမရှိပါဘူးကျွန်တော်တို့ဖွင့်နေပါတယ် ျွန်တော်တို့အစိုးရရုံးပိတ်ရက်တရားလွဲလို့ပိတ်ရက်မရှိကျွန်တော်တို့ကျွန်တော်တို့လာရောက်ဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်ဖြည့်ဆို့နိုင်မဲ့အချိန်တွေကတော့ကျွန်တော်တို့ဒါမနက်ခင်းကျွန်တော်တို့၈နာရီရနေပြီးတော့ညနေ၆နာရီထိဖြည့်ဆို့နိုင်မှာဖြစ်ပါတယ်ရေဘူးကအဖြစ်ဖြည့်ဆို့မဲ့ကျောင်းသားတွေကသူကဟိုပါတရက်ကျွတင်ပြီးတော့ကျွန်တော်တို့ဟိုပါဟိုအကြောင်းကြားရပါတယ်ဒါကျွန်တော်တို့ register ဟိုပါเนาะကျောင်းသားတွေအတွက် registration လုပ်ထားဖို့အတွက်ဖြစ်ပါတယ်အကယ်၍ကျောင်းသားအနေနဲ့ကကျွန်တော်တို့ပေါ့เนาะချက်ချင်းဖြည့်ဆို့နိုင်မယ်ဆိုရင်လည်းပဲကျွန်တော်တို့ကချက်ချင်းစီစဉ်ပေးပါတယ်အဲ့ဒီဟာဆိုရင်တော့ကျွန်တော်တို့တနအာရီလောက်ကျွန်တော်တို့စောင့်အောင်မှာဖြစ်ပါတယ်ခင်ဗျာ အဲ့လိုမျိုးစောင့်နေရတဲ့အချိန်မှာလည်းပဲကျွန်တော်တို့တက်တော့တာစောင့်နိုင်ဖို့အတွက်ကျွန်တော်တို့ကဘောနော်တေချာစီစဉ်ထားပေးထားတာရှိပါတယ် KMT မှာ driver ဖြစ်သူဦးစော်လှိုင်ပွားရဲ့ရှင်းလင်းမှုပြီးမှာတော့မြန်မာနိုင်ငံရဲ့အကြီးမားဆုံးနှီးပညာဝန်ဆောင်မှုကိုပေးနိုင်တဲ့ KMT အနေနဲ့ဖွင့်လှစ်တင် जा ပေးလျက်ရှိတဲ့ application courses တွေကို2015ဇူလိုင်လတည်းတရအောင်မြင်ခဲ့ကြတဲ့သင်တန်းသားသင်တန်းသူအလုံးကို အောင်လက်မှတ်များပေးရချင်ခဲ့ပါတယ်။ ဒါပြင် KMP Computer Center ကနေတဆင် scholarship ရရှိထားတဲ့ကျောင်းသူတဦးရဲ့စကားသံကိုလည်းအခုလိုကြားသိရအောင်မှာဖြစ်ပါတယ်။မလေးမင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါညီမလေးနေလဲ KMD မှာပညာတော်သင်ဆုရထားလဲသိရရပေါ့နော်ဒီဆိုညီမလေးဘယ်လိုမျိုးရရှိခဲ့လဲဆိုတာသိပြရစေအော်ဟုတ်ကဲ့2014 2015တက္ကသိုလ်ဝင်တဲ့ဆောင်ပွဲမှာအောင်မြင်ပြီးတော့ UK နိုင်ငံကပေးတဲ့ HND တန်တန်းကြီးရဲ့50% scholarship ရပြီးတော့ဒီကျောင်းမှာတက်နေရပါ အစညမလေးနေနဲ့ဒီတင်နန်းချောင်းနေအများရှိရပေါ့နော်ဒီထဲမှာ KMD ကိုဘလို့အချက်တွေကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့ရလဲ KMD ကဆိုရင်မြန်မာနိုင်ငံမှာရက်တီနေရဲ့25နှစ်တောင်နာမည်ကောင်းတဲ့ရက်တီတွေက IT company တခုဖြစ်ကြရဲ IT ပစ္စည်းစုံလင်ရှိရဲပြီးတော့ teacher ရဲ့ teacher teaching system တွေအရန်ကောင်းတဲ့အတွက်ကြောင့်မလို့ KMD ရွေးချယ်ပြတာဖြစ်ပါတယ် ပါပြီအခုဆိုရင်ညီမလေးရဲ့ကိုရိုင်းကလည်း IT professional တရားဖြစ်ဖို့တဲ့ကြိုးစားနေတယ်ဒီခါမှလည်းပညာတော်သင်ဆုရထားရဲဆိုတော့အညီမလေးလိုပဲပေါ့နော်ဒီ IT ပညာစိတ်ပါဝင်စားရတဲ့ဒါမောင်မယ်အတွက်ကိုရောဘယ်လိုမျိုးညီမလေးအကြံဉာဏ်ပေးခြင်းသေးလဲဟုတ် IT နဲ့ပတ်သက်ပြီးတော့ professional တရားဖြစ်ဖို့ဆိုရင်ညီမနိုင်ငံနဲ့လည်းမခွဲခွာပဲနဲ့ညီမနိုင်ငံမှာပဲအတိုင်းအတာတစ်ခုထိအဆင်ပြေမယ်ဆိုလို့ရှိရင် KMD ကိုရွေးချယ်ပြီးတော့တက်တက်ပါတယ် ပရိသတ်များရှင်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ KMT Computer Center ကဖွင့်လှစ်လျက်ရှိတဲ့ Application Courses ကိုဇူလိုင်လအတွင်းတက်ရောက်အောင်မြင်ခဲ့ကြတဲ့သင်တန်းသားသင်တန်းသူတွေကိုသင်တန်းစင်အောင်လက်မှတ်ပေးရပွဲခမ်းနာနဲ့အလောက်ကင်ခွင့်လန်းများအတွက်လိုအပ်တဲ့ IT နည်းပညာဆိုင်ရာဟောပြောပွဲကိုတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်။ ။ဒါပြင်ဒီနေ့အခမ်းအနားကနေတဆင်အမျိုးမျိုးနေနေမှာရှိတဲ့ KMT Computer Center ကဖွင့်လှစ်တင်ကြားပေးလျက်ရှိတဲ့ Application and Professional သင်တန်းများနဲ့ပတ်သက်ပြီးတော့လကောင်းနိုင်ငံတကာအသိမှတ်ပြု Diploma နဲ့ဖွင့်သင်တန်းများနဲ့ပတ်သက်ပြီးတော့လကောင်းနိုင်ငံခြားကိုသွားရောက်ပြီးပညာသင်ကြားလူတွေရဲ့အတွက်လည်းအခမဲ့ဝန်ဆောင်မှုများနဲ့ပတ်သက်ပြီးတော့လကောင်းထပ်ပြင် online exam များနဲ့ပတ်သက်ပြီးတော့လေပြည့်ပြည့်စုံစုံသိရှိကျင်းကြားရတဲ့ပရိသတ်များအတွက်တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဒီနေ့မှအချိန်ပေးအားပေးကြည့်ရှုတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ရှင်။